သာဓုနာတို့သမင်းညတရသောက်တံကိုဟောခဲ့တာနှစ်ရက်မြောက်ပြီးတော့ဒီဖြစ်ပါတယ်ဒီနေ့ကသုံးရက်မြောက်နေ့ဖြစ်ပါတယ်ညာကဓုနာဇတတမင်းကလက်ပြည်နေညာအချင်းခါကလည်းမှာဇမု လုံးတရားလုံးတဲ့အတွက်သမဏအမိယနေတဲ့သူတော်ကောင်းယမနအမိယနေတဲ့သူတော်ကောင်းတွေကိုကိုယ်ကိုယ်ရှိကခွင့်များရခဲ့မယ်ဆိုရင်စိတ်ကြည်လင်မှုဖြစ်နေလိမ့်မယ်ဆိုတဲ့ဥဒီချက်ဖြစ်မိခဲ့သူသောသမဏမိခဲ့သူသောယမနကိုကိုယ်ကိုယ်ရှိကအသင့်ပါတယ်ဆိုပြီးတော့မင်းပရိသအလဲပါ ဒီလေသာဒီကိုညင်အပြီးနေတဲ့အပြစ်တပြီးဉာဏ်နဲ့အရှင်မြတ်ဒီကိုသမဏလူတို့ကပြောလိုတဲ့အိပ်ပဲမကောင်းသောအကုသို့မှန်သမျှကိုအရိယာမဉ္ဇဉ်တို့ဖြင့်အကျဉ်းချုပ်မရှိကုန်စင်အောင်ပယ်ရှားထားပြီးတဲ့အတွက်ဗြမဏအမိယကြီးတဲ့ဉာဏ်နဲ့အရှင်မြတ်ဒီကိုလည်းညှို့ထားလို့မပါနဲ့အမျိုးသားအဖြစ်ဗြမဏအမိယကြီးတဲ့ပုဂ္ဂိုလ်ကိုညှို့ပြောဆိုလိုရင်းတော့ သို့တော့သူအနေကဥဒီရက်ကအများကမြုပ်ခဲ့တဲ့အတိုင်းပဲခရိုင်ရှင်ခြံတို့ထွန်ရမှသူချင်းကပြီးတရားနာယူလို့တဲ့ဆံရကြီးကအပြင်းပြအနေတော်လဲခရိုင်ရှင်ခြံတို့မိမိရဲ့အလိုဆန္ဒအတိုင်းတိုင်းရဲ့ဘဝမှာမုံမယဲဖြစ်နေတယ်မုံမယဲဖြစ်နေတဲ့အချိန်ခါမှာ တတအဆရာရှင်းဆရာဇာဇာဇီဝကရဲ့အကူအညီဖြင့်သူကချင်းကဘုံညီဝထားခဲ့ပါတယ်။ဒီလိုချင်းကဘုံညီဝထားတဲ့အချိန်ခါမှာယေကြီးဆရာကြီးအသေးသေးကမိမိတို့ရဲ့ဆရာအသေးသေးရဲ့ဂုံဘုတ်တွေကိုချီးကျူးပြီးတော့သူတို့ဆရာတွေထံကိုချင်းကဘုံရအတွက်အမျိုးမျိုးပြောင်းခန့်နေကြပါတယ်။ ဒီဆရာကြီးရဲ့အကြောင်းကိုတော့နောက်ပိုင်းကျမှထပ်မှပြီးပြောပါမယ်နော်။ဒီတော့တဲ့ရဲ့ဘာကြောင့်သူကဆရာဇီဝကကို မပြောသလဲဆရာဇီဝကကလည်းရှင်ဥသောဘာကြောင့်ထပ်ပြီးမပြောသလဲဆိုတော့အကြောင်းရှိပါတယ်။အဇဒနာမင်းငယ်သောသောပုဂ္ဂိုလ်တို့ကကိုယ်ဝယ်ရှိကနေတဲ့ဒိုင်းဆရာတို့ဖြစ်ခဲ့မယ်ဆိုရင် ုခဲစီရသည်အလွန်ထင်ကျပ်ကြောကြတဲ့ခဲစီရတူဖြစ်ပြီးလက်လာပါဤပေါ်မြောင်းတဲ့ပုဂ္ဂိုလ်တူဖြစ်မယ်ဆိုတာကိုထိုဖြစ်ထိုချင်းခံရင်ကြည့်မှုအရာမင်းပရိကအစုံအငင်းကအလုံးနားလည်ထားပြီးဖြစ်ကြပါတယ်။ဒီလိုနားလည်ထားတဲ့အတွက်မိမိတို့ရဲ့ခဲစီရသည်ဒီထံကိုချင်းကခွန်ရအတွက်ပုဂ္ဂိုလ်တွေကအတိအပြည့်ကျင့်ပြလျှောက်ထားတဲ့အခြင်းဖြစ်ပါတယ်။အဲဒီတော့နံပါတ်၁က မူရဏကတ္တဗ္ဗခေါ်တဲ့ဂိဉ္စရာကြီးရဲ့အကြောင်းများကတော့ပြောခဲ့ပြီးပါပြီ။နောက်ဂိဉ္စရာကြီးတဦးကတော့မက္ခရိဂေါတလဖြစ်ပါတယ်။မက္ခရိဂေါတလဆိုတာကတော့သူကနွားချံမှမွေးတဲ့ပုဂ္ဂိုလ်တဦးဖြစ်တဲ့သူရဲ့ပိုင်ရှင်ဖြစ်နေတဲ့တစ်ထည်ကနေပြီးတော့ဒီနေ့စီထမ်းပြီးအသွားလက်ခုလက်တဏျာရောက်တော့ရှင်ဘုရားကသူပြောပြီးချော်တဲ့နေရာဖြစ်တဲ့အဲ့ဘက်ငါခရီး မချော်လဲပါစေနဲ့ဆိုပြီးတော့ဂရီပေးတယ်ဂရီပေးတော့လဲမတော်တဆချော်လဲပြီးစီအိုးကကွက်တော့တော့ကြောက်ပြီးတော့ထွက်ပြေးတာပဲထွက်ပြေးတဲ့အခါမှာပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းမစိုးကိုနှမ်းပြီးဆွဲလိုက်တော့မစိုးချွတ်ပြီးသူကဖက်ပြေးသွားတယ်အဲဒီပုဂ္ဂိုလ်ကတွေ့ပြီးတော့လဲသူ့ကိုပဲအဘိဇအလိုနေပါနေတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးဟန္တာပြင်ဝင်ပြီးရှင်ရောကြအပြန်းနေနော် ဲ့ဒီဂတိဘောဓနာဆရာကြီးခြံကိုချစ်ကပ်မယ်ဆိုရင်အတင်မင်းကြီးရဲ့ရှင်းချက်ကြီးကြည်လင်ကောင်းကြည်လင်နိုင်ပါရဲ့ဆိုပြီးတော့ထပ်ပြီးတော့တယောက်ထပ်ပြန်တယ်နောက်အမတ်တို့ကတော့အဇိတကိတ္တကဗလဆိုတဲ့ဆရာကြီးရဲ့အကြောင်းကိုတယောက်ထပ်တယ်သူ့နာမည်ရင်းကတော့အဇိတဖြစ်ပါတယ်သို့သောသူက လူသားတို့ရဲ့ဆံပင်ဖြစ်ရက်လုံထားတဲ့ဘုဘောတော်ဝုစင်လေးရှိတဲ့အတွက်သူ့ကိုကိဒါကပလလို့ခေါ်ပါတယ်။နှစ်ခုပေါင်းဆက်ပြီးတော့အဇိတကိဒါကပလဆိုပြီးဒီလိုသူ့ခေါ်တယ်။အဲဒီအဇိတကိဒါကပလခိုင်းဆရာကြီးဉာဏ်ချင်းကပူရန်အတွက်သူ့ရဲ့တပည့်ဖြစ်နေတဲ့မင်းအမတ်ကြီးတွေကပြင်ပြတရားထားကြပြန်တယ်။ဒါကလည်းသူကသဘောမတူဘူး။ဘာကြောင့် တချင်းကတော့ဒီခိုင်းဆရာကြီးတန်ချင်းကခဲ့ဖို့ပါတယ်။ချင်းကခဲ့ဖို့လည်းအတွက်ခိုင်းဆရာကြီးဟောပြောနေတဲ့ခိုင်းနေတဲ့ခိုင်းရွတ်တဲ့ကြံပတ်သက်ပြီးသူကအားရခဏချက်မှုမရှိခဲ့ပါဘူး။သို့သောနောက်ထပ်ပြောမဲ့ပုဂ္ဂိုလ်ရင်အခွင့်အရေးပြိမ့်မဲ့ရာရောက်မှဆိုတဲ့အတွက်သူကဘာမှမပြောဘဲနဲ့စိတ်စိတ်ကြည်လိုက်။အဲဒီချိန်ကမှတော့ခိုင်းဆရာကြီးသူ့ကိုကိုယ်ဝင်ရှိကနေတဲ့ဒီမှာကြီးတဲ့ဥက္ကမြည်ပြီးတော့ဆက်ပြီးပြောပြတယ်အဲဒီခိုင်းဆရာကြီးကတော့ တ္တကိစ္ဆယနာဖြစ်ပါတယ်။မကုတ္တကိစ္ဆယနာဆိုတဲ့ဂိဉ္စယကြီးကဒုက္ခကိစ္ဆယနာအနွယ်ဝင်ဂိဉ္စယကြီးတခုဖြစ်ပါတယ်။ဒုက္ခဂိဉ္စယကြီးကိုသိကမယ်ဆိုရင်လည်းအရှင်မင်းကြီးရဲ့စိတ်ဓာတ်ဒီကြီးနေကောကြီးနေနေပါတယ်ဆိုပြီးကျင့်ပြတဲ့အခါကျန်တယ်။နောက်ဂိဉ္စယကြီးတခုကအနိက္ခန္တအနတ္တဘုံကဖြစ်ပါတယ်။နာတရသာဖြစ်လို့ဤဤကန္တကိုတော့သူ့ကို အာဂိယနာမနဲ့တွေ့မိဤကန္တအနန္တဗုဒ္ဓဆိုပြီးတော့ဒီလိုခေါ်ပါတယ်ခုခေတ်အိန္ဒိယမှာထင်ရှားနေတဲ့ဂျင်းကိန်းကိုပြည်ထောင်သွားတဲ့ခိုင်းဆရာကြီးဖြစ်ပါတယ်ဒီခိုင်းဆရာကြီးဂျန်ကိုဖြစ်ကဖို့ရအတွက်လဲဒီဘက်ဖြစ်တဲ့အမကြီးဒီဥကဇရဏမင်းကိုကျင်ပြပြောက်ထားပြန်တယ်ဒီလျောက်ထားချက်ကိုလည်းဇရဏမင်းကြီးကအာရုံကိုကျင်းနှံမှုမရှိပဲဘာမှမပြောဘဲနဲ့စိတ်ချပြန်နေလိုက်ပါတယ် နောက်ခင်ဆရာကြီး၆ရောက်မှာခင်ဆရာကြီးဒီခုကတော့သင်္ကြန်ဗေလထပုတ်တဖြစ်ပါတယ်။ဗေလထရဲ့သားဖြစ်တဲ့သင်္ကြန်ဆရာကြီးဖြစ်ပါတယ်။ရှင်သာရိပုတ္တရာရှင်မောဂ္ဂလန်တို့သာသနာပေါင်းသို့ဝင်ရောက်နေခြင်းမပြုစဉ်က မပြုခဲ့ခြင်းကရှိကခဲ့တဲ့ခင်ဆရာကြီးဒီခုလည်းဖြစ်ပါတယ်။အဲဒီလိုခင်ဆရာကြီးအတိအကျကိုသင်ပြတဲ့အချိန်ခါမှာ ဇတတမေကသွားရောက်ပြီးဒီခိုင်းရာကြီးတွေကိုကိုယ်ကိုယ်စီးကပ်ပြီးတရားနာယူဖို့ရန်အတွက်စိတ်မတန်ဖြစ်နေတယ်။စိတ်မတန်ဖြစ်နေတဲ့အချိန်ခါကျတော့ဘာကြောင့်သူကမသွားခြင်းကလေးဆိုတဲ့အကြောင်းကတော့ရှိရခင်ကဒီခိုင်းရာကြီးတွေခြံကိုသူကချိတ်ကပ်ပြီးတရားနာယူခဲ့ဖို့ပါလေ။ထိုနာယူခဲ့ဖို့တဲ့အတွက်ခိုင်းရာကြီးတွေရဲ့တရားကိုလည်းနှိမ့်ချမှုမရှိဖြစ်နေတဲ့ သို့သောဘယံချင်းချမ်းသာသူကချင်းကချင်းချင်းဆိုရင်ဇိဝကစင်ကြီးကသူကတည့်ရင်ပြောပါလားဆိုတော့မောမရဖြစ်နေတယ်။သို့သောထိုချင်းကမှဆရာဇိဝကကလည်းမဇ္ဈမကမှထိုင်နေခဲ့ပါတယ်။မဇ္ဈမကမှထိုင်နေတဲ့အတွက်ဆရာဇိဝကကတိတ်ချိန်နေတဲ့အချိန်အခါမှာ ပြောလဲဆရာကြီးကသေဟဘတ်ဘယ်အကြောင်းကြောင့်ဆစ်ဆစ်ခြံပြီးနေရပါကြလဲဆိုပြီးတော့ပြလို့မင်းဆရာကြီးကအနေကလည်းသူကအရင်မပြောင်းထားခြင်းတောင်ကအကြောင်းရှိပါတယ်သူလျောက်ထန်းနေတုန်းမှဘုရားရှင်ရဲ့အကြောင်းကိုသူကသင်ပြလျောက်ထန်းနေတဲ့အချိန်ခါမှာစကားမဆုံးမီမှာအကြကြခဲကြကြီးရဲ့တပည့်ကြီးကနေဝင်ရောက်ပြီးဒီတော်တို့ရဲ့ ကျွန်တော်မျိုးတို့ရဲ့ခိုင်းချံကြီးကိုလည်းချင်းကတော်မူပါကျွန်တော်မျိုးတို့ရဲ့ခိုင်းချံကြီးကိုလည်းချင်းကတော်မူပါစသဖြင့်ဒီလိုဝင်ရောက်ပြီးပြောဆိုနေမယ်ဆိုရင်သကအစင်ကပြတ်ပြတ်သွားမယ်သူများတွေပြောလို့ဝါမီပြီးဆုံးပြီဆိုတဲ့အချိန်ကကြမှာအဇန္တကဘုရင်မင်းမြတ်ကလည်းမင်းမြန်ခဲ့မယ်ဆိုရင်သူဝင်ပြီးတော့အဖြေပေးမယ်ဆိုတဲ့ဥတည်ချက်ဖြင့်သူကဆောင်းဆိုင်နေခဲ့ခြင်းဖြစ်ပါတယ်အဲဒီလိုဆောင်းဆိုင်နေတဲ့အချိန်ကမှာ ဇန္တတမြင်ကလည်းဆရာဇီဝကကိုဆရာဇီဝကသင်ဟာဘယ်လိုအကြောင်းကြောင့်ဣသိညင်သက်စွာဖြင့်ထိုင်နေပါလဲဆိုပြီးတော့မေးပါတယ်။အဲလိုမေးလိုက်တဲ့အချိန်ကကြတော့မှရှင်မင်းသားကျွန်တော်မြို့တွင်ရဲ့ဆရာတဲ့သူဖြစ်တော်မူတဲ့သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကြီးကျွန်တော်မြို့ဆုံးလို့လူတန်းထပ်အပ်တဲ့ဇီဝကတည်းကဥယျာဉ်ကျောင်းတဲ့မှာဇင်းတော်စံနေတော်မူရဲ့ရှိပါတယ် တောခရအငါဇေသယဟန်သံဃာတို့နဲ့အတူဒိဋ္ဌိငြိမ်သက်စွာဖြင့်သမထဝိပဒနဘောဝနာရှင်ကိုကြည့်ကြံကြုံကိုပွားများအထောက်လင်းရင်းသုံးဆန္ဒတော်မူပါရဲ့အခရင်များအရှင်မင်းကြီးသည်အလိုရှိကြမယ်ဆိုရင်တော့ထိုဖျားရှင်ကိုချင့်ကပ်ရင်အရှင်မင်းကြီးရဲ့စိတ်ဓာတ်ကြီးလင်ကောင်းကြီးလင်သွားနိုင်ပါတယ်ဘာကြောင့်လဲဒီဖျားရှင်သည် ရဟန်းသစ္စာဘဂဝါအဆုံးရှိတဲ့ဘုံတော်ကိုးပါးနေပြည့်စုံတော်မူတဲ့တမန်တော်မောင်သာဘုရားရှင်ဖြစ်တော်မူတဲ့သူဘုရားရှင်ကိုရှင်းကပ်ခဲ့မယ်ဆိုရင်အတိမင်းကြီးရဲ့စိတ်ဓာတ်ကိုကြည်လင်သွားအောင်တရားဓမ္မများကိုဟောကြားပြတတ်ဆုံးဆုံးမှ ပြည့်တော်မူနိုင်တဲ့စွာတည်များသို့တမန်တော်မောင်သာဘုရားရှင်ရဲ့တန်တန်တော်၌တည်ရှိနေတဲ့အရှိတ်ပါတဲ့ဒါကြောင့်အရှင်မင်းကြီးသည် ဗမ္မာသမ္ဗုဒ္ဓမြတ်ရှင်ထံတော်ပေါ့တော်ဖြစ်တော်မူပါအရှင်မင်းကြီးရဲ့စိတ်ဓာတ်ဒီဟန်နဲ့ကြည်လင်ကောင်းကြည်လင်နေပါတယ်ဆိုပြီးတော့ဒီလိုပြင်ပြပြောက်ထားပါတယ်အဲဒီခါကျတော့မှဆရာဇီဝကရဲ့အရေးကိုခေါ်လုံပြီးတော့နောက်တော်ဘာကနေလိုက်ပါကဘုရားရှင်ကိုဖူးမြော်လို့တဲ့အတွက်ကဲဆရာဇီဝကဒီလိုဖြစ်ခဲ့မယ်ဆိုရင်တော့ဘုရားရှင်ထံသို့ဖူးမြော်သွားဖို့ရအတွက်ရင်းမြို့မြို့ကို ပြုပြင်စီမံပြီးတော့ဆိုပြီးတော့ခိုင်းလိုက်ပါအဲ့ဒီချိန်ခါမှာဇတ္တမင်းရဲ့အမိတ်အတိုင်းပဲယင်းအမျိုးမျိုးတွေကိုဆရာဇီဝကကတော့ရောက်ပြီးပြင်ဆင်มาတယ်ပြင်ဆင်လိုက်တဲ့အချိန်ခါမှာတဲ့ရဲ့အောင်ဖြစ်တော့စင်ရင် ရှင်မဒီရွေးချယ်ပြီးတော့ပြင်ဆင်တယ်ရှင်မကောင်း900ကျလူတတ်မှတ်ချက်ရှိရှင်တော်ဘိုးနဲ့ပြင်သားမြတ်တို့ပါလေနော်ဘုညင်းကျက်ကတော့ဒီရှင်ရင်ဒီအချက်မှာစေဝတ္တန်သာကိုဝုစင်ထားတဲ့အမျိုးသမီးမင်းသမီး900ကျော်ကစစ်သည်အတွင်ဖြင့်ဇဇနမြေကိုချံရံပြီးတော့လိုက်ပါစေလို့တဲ့ဘုညင်းကျက်ဖြင့်ဆင်းရဲထားခြင်းဖြစ်တယ် ရာဇုံမြို့ကဂိတ်တုတ်တောင်ရဲ့အနောက်ဘက်အချမ်းမှာရှိပြီးဂိတ်တုတ်တောင်ကရာဇုံမြို့ရဲ့အရှိဘက်အချမ်းမှာတည်ရှိနေပါတယ်။ရာဇုံမြို့နဲ့ဂိတ်တုတ်တောင်အချမ်းမှာမြို့အဝင်တကားကြီး32ပေါက်လောက်အထိရှိတယ်ဆိုပြီးဆရာကဖော်ပြထားပါတယ်။တကားဂိတ်ကြီးကြီး32ခုလောက်အထိရှိနေပါတယ်။အဲဒီတကားဂိတ်အသီးသီးမှလည်း ရှင်မြင်ထွက်တော်မူတော့မယ်ဆိုတော့အလုံးဂရင်းပို့လိုက်တယ်။ထိုကိထိုအချင်းခါကတော့တဏှဘုံတော့ချိမုံမရဘူးနော်။သို့တော့သူနည်းသူဟန်နဲ့သူတော့ဂရင်းကတော်တော်များများတော်တော်ခက်မြန်မြန်လေးပို့လို့ရပုံပေါ်ပါတယ်။အဲ့ဒါကြောင့်တိုင်းသူမိသားစုကလည်းမဆင်မီလည်းဆွဲပြီးတော့လန်းခုလကနဲ့ဆောင်ဆိုင်ပြီးဘင်းရဲ့နောက်တော်ဘက်ကနေလိုက်ပါကြမှာဖြစ်တယ်။အမျိုးသမီးရင်ချင်ချင်ပြီးတော့ရှင်မင်းကိုသွားရတာက ညာညာကံမှာယံသူများကဝင်ရောက်ပြီးနှုတ်ရခဲ့မယ်ဆိုရင်အမျိုးသမီးတွေခြံရံထားတဲ့အတွက်တော်ယုံတန်ယုံယံသူကဘုရင်ထံတို့ဝင်ရောက်ပြီးနှုတ်ရမယ်ဆိုရင်မနှုတ်ရနိုင်ဘူးဆိုတော့သူတို့တက်ပြီးနားလည်တဲ့အတွက်မင်းသမီးတွေခြံရံပြီးတော့စင်သားအံသွင်ဝတ်ဆင်ထားတဲ့မင်းသမီးများခြံရံပြီးတော့ဘုရားရှင်ထံဘောက်ကိုဘုမျိုးဘုရားရံဆိုတဲ့ဥဒိကျဖြစ်ဖွက်ခွာလာခဲ့ခြင်းဖြစ်ပါတယ်နော် အဲဒီလိုထွက်ခံလာတဲ့အချိန်ခါမှာမြေရကကနေထွက်ပြီးတော့ဆရာရှင်ဘကသင်ရင်ဥယျာဉ်ရှိရကြောင်းတဲ့အတွင်းတော့လာတဲ့အချိန်ခါမှာလက်ကလည်းကြောင်းဘိသကုတောင်းပေါင်းမကြော့တကြော်ဖြစ်နေတဲ့အချိန်လက်ရောင်ကလည်းအလွန်ကြီးမတော့ပါသေးဘူးသို့တော့ရှင်မီးတွေကတော့ညှိထွန်းထားခြင်းဖြစ်နေပါတယ်မြို့ကအလံလုံးပြင်ဆင်ထားတဲ့အဲ့အတွက် ယနေ့မင်္ဂလာအပေါင်းဖြင့်ပြည်စုံနေတဲ့အချိန်ခါကလာလည်းဖြစ်ပါမယ်။ဒီလိုအချိန်ခါကလာမှာဇီဝဇီဝကကခဏကမိမိရဲ့မင်းပရိဒ္ဓအမျိုးမျိုးရင်ခြံရံပြီးတော့ဘယံရှင်ထံသို့ခုမြော်လာတဲ့အချိန်ခါမှာလံခုလက်တဏျာရောက်တော့ကြောင်းတိုင်နေတဲ့ကျတော်ကြီးလာပြီဖြစ်တဲ့1250သောယဟန်သံဃာတော်တို့နှင့်အတူ ယူကတရားကိုရင်ကြောင်းတိုက်နဲ့တရားရှင်တွေသတိတော်စံတော်မူရဲ့ရှိတဲ့အကြောင်းကိုလည်းဆရာဒီဝကကပြင်ပြပြီးလျောက်ထားပြီးဖြစ်တဲ့အတွက်သိထားပြီးလည်းဖြစ်တယ်။နောက်တစ်ခုဆရာဒီဝကကလည်းအဇဒသဘယင်မင်းမြတ်ကိုတင်ပြထားတဲ့အချက်တစ်ခုရှိနေတယ်။အဲ့ဒီအချက်ကဘာလဲဆိုတော့ဘုရားရှင်တို့မြင်ဤတိတ်ဆိတ်မှုကိုအလွန်ထိတ်ထိုက်တော်မူပါတယ်။ဒါကြောင့် ဘယံကျင်ချံသောအသင်မင်းကြီးချင်းကတော်မူတဲ့အချိန်ခါမှာဒိတ်စိတ်ငြိမ်သက်စွာဖြင့်ချင်းကတော်မူပါဆိုပြီးတော့ဒီလိုကြွတင်ပြီးအသိပေးထားပါတယ်။ဘယ်နေတော့ပြည်တတ်ပြီးကောင်းလားမကောင်းဘူးလဲ။ဇန်ဟထတာနဲ့ပိတ်ခန္ဓာဘယ်လိုကောင်းလဲ။ဟင်။ဒီအထုပြေလို့တော့အမိခန္ဓာပဲတွေ့လိုက်ရင်မပြည့်လဲ။ပြုံ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 နဲ့ နှစ်ပေါင်းရန်နဲ့ချင်းပြီးမတွေ့ရတဲ့မိကောဆွေကောင်းနေတဲ့ဘုမတွေ့ရတဲ့ပုံစံနဲ့ကွက်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 ကြောင်းနေတာခရီးဖြစ်ဆက်တော့မတင်ဆက်ပါဘူးဟုတ်တယ်မလားနှစ်ပေါင်းရန်နဲ့ချင်းပြီးကွဲကွာနေရလို့ဆွေးနေတဲ့မိဟောင်းဆွေကောင်းနေခဲ့တော့သဘောထားပြီးမတက်ကြီးဖွင့်ပြီးတော့စကားပြောနေခြင်းကိုပြန်ရှင်းနှိမ့်ဆက်တော့မနှိမ့်ဆက်ဘူးဒါကိုတတိထားကြဘာဖြစ်လဲဒီပင်ဆက်ကအန္တရာယ်အမတန်ကြီးတယ် မပြောတဲ့စကားပြောတဲ့စကားလို့နိုင်ခြင်းမှုမရှိပဲပြောကြတဲ့ရတစ်ဖက်ပုဂ္ဂိုလ်မှာတရားအတုနေရင်ကလည်းဝိတ္တေဝင်မသွားနိုင်ဘူးလားမသွားနိုင်နဲ့ဒီဝိတ္တေကတခါတည်းတချို့ယောဂီတွေမှာပဲထောင်းလို့မရဖြစ်နေတယ်။ပဲထောင်းလို့မရဖြစ်နေတဲ့အခါကျတော့တရားကလျှောက်ကြမလို့ဘူးလား။ရရှိထားတဲ့သမာဓိလေးဒီလျှောက်ကြတော့ပြည့်စုံသွားတယ်နော်။ဒါကြောင့်စကားပြောဆိုခြင်းကိုပြန်ရှင်သည်မနှိမ့်ဆိုင်ပါဘူး။ ပြောတဲ့ပြောတဲ့ဇကအတိတ်အတ္တပမာဏကိုတော့ဘုရားရှင်ကပြောတဲ့အတိတ်ဇကနိုင်ခြင်းပြီးပြောဆိုဖို့ရခွင့်ပြုထားတော်မူပြီးတော့ဖြစ်ပါတယ်သို့သော ပြောတဲ့ဇကဒီချက်ပုံလုံးပြီးတော့ဘုရားဒီကြောင့်ဉာဏ်ရင်ကြောင့်ဉာဏ်ရင်အကြောင်းသူ့ကြောင့်ငါအကြောင်းဆက်တဲ့ဒီလိုအကြောင်းအမျိုးမျိုးတွေကိုယာသမင်းချီပြီးတော့ကြောက်ပြောနေတာမျိုးကိုတော့ဘုရားရှင်နှိမ့်ချလိုက်လားမနှိမ့်ချဘူးနော်အဲ့ဒီခါမှာ ။မယဉ်ကျင်းချင်တဲ့ချင်းကတဲ့အခါမှာ1250တော့သံဃာတော်တို့တရင်သုံးနေတာပြောတယ်။ကျောင်းတွေကိုဝင်ကြည့်လိုက်တဲ့အခါဘာသာမှမကြောက်ရဘူးတိတ်ဆိတ်နေတယ်။တိတ်ဆိတ်နေတဲ့အချိန်ကကြတော့မှရတနာဘယင်ကနေပြီးတော့ဆရာဇီဝကကိုမေးတယ်ဆရာဇီဝကသင်ဟာကျွန်ုပ်ကိုလှည့်ပြပြီးမြခေါ်ဆောင်လာပါသလားဆိုပြီးဒီလိုမေးတယ်အနေမင်းကြီးကိုကျွန်ုပ်လှည့်ပြပြီးခေါ်ဆောင်လာတာမဟု ံသူလက်ကိုအနှင်းဖို့အတွက်လက်ပတ်ပြီးခေါ်ဆောင်လာတာမဟုတ်ပါဘူးဤသောမဟာရသဘဂဝါဤသောမဟာရသဘဂဝါမိဉ္စီမံသမ္မဏိတယပုရထာဂိမူခောနိဒိနောပုရကတောဘိက္ခုသံဃတာမြတ်စွာဘုရားဟိုရှိမှမိထွန်းထားတဲ့မန္တတိတစ်ခုရှိနေတယ်အဲ့ဒီမန္တတိအတွင်းမှာ အလဲတိုင်းကိုအမိပြုတ်ပြီးတော့ယဟန်ကံကတော်တို့ဘက်ကိုမျက်နှာမူလေးအပြည့်ရှင်ဒီထိုင်ရကထိုင်တော်မူပါတဲ့လုံးတော်မူလေးရှိနေပါတယ်ဒီလိုအမင်းရှိလိုက်အဲဒီတော့အဲ့ဒီအချိန်ကမှတိတ်ဆိတ်မှုကိုဘုရားရှင်ကလိုလားတာအဇဒကမင်းကလည်းသိချင်နေတဲ့အတွက်ကြောင့်ကျောင်းဝင်းတဲ့ကိုမရောက်မီခလန်းလန်းမြက်ကမိမိစီးနေလာတဲ့ရှင်ဘောကလည်းဆင်းလိုက်ပါတယ် ရှင်မြင်းစင်ဘောကစင်းပြီဆိုရင်တော့နောက်ဘောဘောဘာအပေါင်းတွေလည်းအကုန်လုံးစင်ဘောကအစင်းကြတယ်မိမိတို့စင်းနေလိုက်ပါလာတဲ့ယင်းအတ္တိမှအောက်ကိုစင်းကြတယ်စင်းပြီးတော့မှရှင်လျင်ဖြင့်ကြောင်းလည်းကိုဝင်ရောက်ပြီးတွားကြတယ်ဒီချက်ကိုကြည့်ပြီးတော့တော်မြတ်မကန်းတဲ့ဘုရားပြကတော့မတော်ကကြီးနေစီပြီးသူကကြောင်းတော့ဝင်သွားတာကိုသူကတော့တော်တော်အပြစ်မြင်တယ်နော်မပြစ်လို့ကျမှာပေါ့နော်ဒါကြောင့်မတော်ကကြီးနေစီပြီး ကြောင့်တဲ့ချက်ကိုဝင်တဲ့အလုံးမျိုးကိုလည်းယင်းအကြီးစားတဲ့ကိုစီးတင်ပြီးတော့မြတ်ကြောင့်တဲ့ချက်ဝင်တာကိုရှင်းရှင်းသရဏီမြတ်ကဖြုံးချမှာမူပါတယ်နော်အဲဒီတော့အဲဒီလိုချင်းကသွားတဲ့အချိန်ခါကျတော့ဆရာဇီဝကကိုသူကမေးတယ်ကဟံပါဏသမ္မဇီဝကဘဂဝါမြတ်စွာဘုရားဟာဘယ်မှာတင်းသုံးတော်မူပါတယ်ဆိုပြီးတော့လှမ်းပြီးမေးတယ် ိခကြရမဧသောမဟာရာဇဘဂဝါဧသောမဟာရာဇဘဂဝါမေဇိမံဓမ္မန္တိကယပုရထာပိမှုခောနိတေနောပုရခတောဘိက္ခုသကတာမဟာရာဇဘဂရတေကိုအစွန်ရဖြစ်တော်ဥမင်းညဧသောဘဂဝါဤမြတ်စွာဘုရားသည်မိနိမံဓမ္မအလယ်တိုင်ကိုနိဒာယအမိပြုဘုရားထာပြုမှုခေါ်အရှိသောမြတ်ဓမ္မလည်းရဲ့ညိမ့်နေသောထိုင်တော်မူကား ဘိက္ခုတံကတ္တယဟန္တံကအပေါင်းယပုရခတောခြံယံနှစ်ရက်ဤတိန်သောခြံရွေတိသုံးတော်မူနေရှိနေပါပေ၏။ဘုရားရှင်ကမန္တအလယ်မှာတင်ရှိနေတဲ့တိုင်ကိုအမိပြုပြီးတော့အရှိဘက်သို့မြင့်တော်မူရဲ့ယဟန္တံကတော့အပေါင်းခြံယံရဲ့ခြံပြီးတင်သုံးနေတော်မူပါရဲ့ဆိုပြီးတော့ပြန်ပြပြောခါ။အဲဒီခါမှမဂရတန်းရှင်ဘယင်းအဇတကကလည်း ဘုရားရှင်ကြည့်တော်မူရာအယတ္တဖြစ်ကပြီးတော့တိတ်စိတ်ငြိမ်သက်နေတဲ့သံဃာရကိုကြည့်ပြီးတော့စိတ်ထဲမှာအမတ်တန်ကျဉ်းယူသွားတယ်။ဒုံဤဘုဒ္ဓံဒုံဤဘုဒ္ဓဘိက္ခုကံကံဒုံမေလောကေတောဝရဟတမိဝဝိပဒနာဥဒ္ဒနာဥဒ္ဒံနေတိဒုံဤဘုဒ္ဓံဒုံဤဘုဒ္ဓတိတ်စိတ်တိတ်စိတ်ငြိမ်သက်ရရှိတော်မူသော ဘိက္ခုကံကံယံကံရောဘောဘောနုဘိလောကိတဝအဖံမံကြည့်ရှုတော်မူလျက်ရဒမိဝဝိပတနံယေအိနှိုက်တီရှိသောယေကဲ့သို့အထူးကြည်လင်းလျက်ရှိသောဥဒါနဥဒါကကောဥဒါနေတိမြတ်ကြတော်မူခဲ့၏အမတန်ကြည်လင်းနေတဲ့ယေအိနဲ့မှရှိတဲ့ယေကဲ့သို့ငြိမ့်တိတ်စိတ်ငြိမ့်ကနေတဲ့ယဟန်ကံကောရှိပြီးစိတ်ထဲမှာအမတန်ကြည်ညိုသွားတယ် ဘယ်နဲ့လို့မင်းတက်တယ်။အခုလို့ကျောင်းတိုင်းချင်းတစ်ခုကတွန်းဝင်လာတော့ယဟန်တန်ကလထောက်ပြန်လာစေ။အကြကံတောင်ကြားနေတယ်။တိတ်ဆိတ်ငြိမ်သက်ပြီးတော့မိမိတို့ရဲ့တရားဘာဝနာတွေကိုမိမိတို့ဖြူမသုံးသပ်ပြီးတော့ထိုင်နေတယ်ဆိုရင်မြင်လိုက်ရတဲ့ပုဂ္ဂိုလ်တွေမှာစိတ်ကြည်ညိုမှုရှိမလားမရှိဘူးလား။ကျက်စီ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 ဟုတ်တယ်မလားပြောရင်တော့တဲ့ညာလဲကျက်စီကျက်စီ ဆုံးခံတဲ့တရားဆုံးသားတဲ့တရားလေးကြွစီကြွစီအဲ့ဒီလိုဇူမြန်တန်းနဲ့ဇူမြန်နေတာမျိုးကိုတော့ဘုရားရှင်နှိမ့်ချက်လားမရှိမနှိမ့်ချက်ပါဘူးတလောကဘုန်းကြီးပြောခဲ့လို့နော်ဘုရားရှင်ညီတော်တော်ကြောင့်တဲ့ဆက်ရောက်တော်မူတဲ့အချိန်ခါယဟန်သံဃာတော်ကြီးကဖြောရင်တောက်တဲ့နေရာဖြောရင်လူတဲ့နေနေရာမှာတော့ပြီးတော့တပည့်တော်အတွက်ပေးပါတပည့်တော်ရဲ့ဥပိ္ပဒေဆရာအတွက်ပေးပါတပည့်တော်ရဲ့နေတိဆရာအတွက်ပေးပါဆက်နေပြီးကြွတိကြွတိလုပ်နေတော့ ရရှိကပါမရှိတယ်။ယေပါဏတိအနန္တဥစ္စာတ္တမဟာတ္တကေယုတ္တမြင်ခြင်းမစ္ဆဝီရောပိအနန္တဒီလိုကျေလုံးပြင်းပြနေတဲ့အတဏိဟာမာနနေပါလေ။ဟိုးငသိမ့်တမတက္ကသီတိငါလိုနေတဲ့အကန့်နဲ့ကျူရကြီးလားဆိုပြီးတော့ဒီလိုအမရှိဘူး။ဘယ်လိုမစုံရတော့မသိမ့်တယ်ကြ။ဟုတ်ပါဘူး။ဒီလိုချင်းဘယ်လိုလုပ်မသိမ့်တယ်ကြ။ ုတ်ကဲ့အမျိုးသမီးယောဂီကျွန်းသားယောဂီတွေကဖြစ်ကြတော့မဟုတ်မသိနေတယ်ဟုတ်လားဟုတ်ပါဘူးဟုတ်ဘူးဆိုရင်ဘာလို့ပါလဲတရားရှင်နှစ်ချက်ချက်ဒိဋ္ဌိမှုကိုယုံသိစွာလက်ခံကျင့်သုံးဖို့လိုတယ်ဘယ်နေရာကျောင်းကျောင်းတကားလေးတစ်ပြုံးတော့လက်ကျွတ်စီကျွတ်စီလုံးနေတာမျိုးကိုတော့ဘုရားရှင်နှစ်ချက်ကလားမင်းကြံကုန်တတ်တဲ့ပါးစပ်ကိုအတက်နိုင်ဆုံးပိတ်ထားပါအဲ့ဒီကမ္ဘာ ဇေတမိကညီလိုတိစိနေတဲ့ပြိတ္တကိုကြည့်ပြီးတော့စိတ်ထဲမှာအမတန်ကြီးညွန်းလွန်းတဲ့အတွက်ဥဒံဝမ်းမြောက်တဲ့စကားလေးတစ်ခုပြောတယ်။ဘယ်လိုလဲ။ဒီမိနာမေဥပကမေနာဥဒိယဘတ်ောကုမာရောသမဏဂတောဟောတုယေနိတရဟိဥပကမေနာဘိက္ခုတံဥပကမေနာဘိက္ခုတံကောသမဏဂတော။မေငါဤ ဥနိယဗန္ဓောဥနိယဗဒ္ဓအမည်ရှိတဲ့ကုမာရောတန်ငယ်လေးဣမိနာဥပဒမေနာဣကတောတောငြိမ့်သက်မှုဥပဒမတရားနဲ့ဓမ္မနာကကြောပြည့်စုံနေဟောတို့ဖြစ်ပါလေဒုက္ခမတန်ဖြစ်တဲ့ဗာလိတုမွင့်ပြီဥဒိယဗဒ္ဓလို့နာမည်ပေးထားတယ်ဟိုဒီနေ့ကဗိမိတရမင်းကြီးနဲ့တနေ့တည်းမှာဗိမိတရမင်းကြီးကလည်းနေတယ် ဥဒိယဗတ္တမင်းသားလေးကလည်းမွေးဖွားခဲ့ပါလေဒီဥဒိယဗတ္တမင်းသားလေးကသူကအမတန်ချစ်ချစ်လိုက်တဲ့အခါမှာသူ့စင်ချင်းစိုးရင်ကြောက်ကြမှုတခုတော့ရှိတယ်သူကသူ့အဖေကိုတပ်ဖြတ်ခဲ့တယ်လို့တချိန်ကြလို့ချင်းသူအမတန်ချစ်တဲ့သူ့ရဲ့လမ်းငယ်ဖြစ်တဲ့ဥဒိယဗတ္တကလည်းသူ့ကိုပြန်ပြီးတတ်မှာလို့တော့သူ့စင်ချင်းမှာစိုးရင်နေတယ်မစိုးရင်နေမူလားစိုးရင်နေတယ် ဓမ္မတာကတော့ဒီတိုင်းပဲဖြစ်ပါလေနော်ဇတကမိမိတရာမင်းကိုတတ်တယ်သူကဥညဘတ်ကလည်းဒီနေ့ကျတော့သူ့ကိုတတ်လိုက်အဲ့ဒီလိုတတ်တဲ့ဒီနှစ်ယောက်တည်းလားဆိုတော့မကန်သေးဘူးမိမျိုး90အထိဒီတိုင်းမပေးကိုတတ်ကြနောက်ဆုံးတဲ့လူပိသားတွေကလည်းဒီပေးတတ်တဲ့မိမျိုးကိုအလုံးမရှိဘူးဆိုပြီးတော်လန်လိုက်တဲ့အချိန်ကကျမှဒီမင်းဆက်ပြုတ်ပါနော်ဒါကြောင့်ဒီနေရာမှာလည်းဥညဘတ်ကမင်းသားလေးဟာ